ဟက်ကင်းဆိုတာကြားလိုက်တာနဲ့နည်းနည်းတော့ကြောက်စရာကောင်းတယ်လို့ချင်ကြမှာပဲဒါမဲ့လေဒီနေ့မှာတော့အဲ့ဒီစိုးရိမ်မှုတွေကိုပေးဖယ်ပြီးကိုယ့်ရဲ့ digital life ကိုဘယ်လိုကာကွယ်မလဲဆိုတာကိုလွယ်လွယ်ကူကူလေးပြောပြသွားပါမယ်။ကဲဒီကနေ့ကိုတစ်ချက်ကြည့်လိုက်ပါ။39ဘာကနေလို့ထင်ပါသလဲ။အမှန်တော့လေ digital လောကမှာ39 second တိုင်းမှာအရေးကြီးတဲ့တစ်ခုခုဖြစ်ဖြစ်နေတယ်ဆိုတော့အကြည့်ပေးပါပဲ။အဲ့ဒါက ပါလဲဆိုတော့ဟာကာရီရဲ့တိုက်ခိုက်မှုအတိတ်တစ်ခုဖြစ်သွားဟူကြတဲ့အချိန်ပဲဟုတ်တယ်ဆော်ဖီတပုံရိုက်ပြီး online ပေါ်တင်လိုက်တဲ့အချိန်လေးမှာပဲနောက်ထပ်တိုက်ခိုက်မှုတစ်ခုဖြစ်သွားပြီဒီလောက်ထိကိုမြင်နေတာပါဆိုတော့ဒီလောက်မြန်နေတဲ့ချင်းချောင်းမှုတွေကဘဲကလာတာလဲအခြေခံကနေပဲဆက်လိုက်ကြတော့ပထမဆုံးအပိုင်းအင်းင်းနဲ့အမြဲတမ်းရှိနေတဲ့ cyber ချင်းချောင်းမှုအကြောင်းကိုကြည့်ရင် hacking ဆိုတာတကယ်တော့ဘာလဲဆိုတာကိုရှင်းရှင်းလင်းလင်းနားလည်အောင်လုပ်ကြည့်ကြမယ် hacking ဆိုတာကတကယ်တော့ရိုးရိုးလေးပါပဲ ကွန်ပျူတာတို့ဖုန်းတို့ဒါမှမဟုတ် network ချစ်ထားတဲ့ဘယ်စပစ်စီတွေကမဆို အချက်လက်တွေကိုခွင့်ပြုချက်မရဘဲဝင်ကြည့်တာဝင်ယူတာကိုခေါ်တာပဲအဲဒီလက်တဲ့သူတွေကိုတော့ hacker ပေါ့ဒါပေမဲ့ hacker ဆိုရင်လူဆိုးတွေကြီးပဲလား음အဲ့လိုတော့လည်းမဟုတ်ပါဘူး hacker တယောက်ရဲ့အယောင်အသွေးအစိတ်အမှန်ဆိုတဲ့ဒီတဲ့ပိုက်မှာသူတို့တွေကြားတဲ့ကအကွဲပြားမှုတွေကိုတစ်ချက်ကြည့်လိုက်ရအောင်အခုဒီမေခွန်းကတတော်စိတ်ဝင်စားဖို့ကောင်းပါတယ် ခွင့်ပြုချက်မရှိဘဲလုပ်တဲ့အရာတစ်ခုကဘလို့လုပ်ပြီးကျင့်ဝတ်နဲ့ညီမာလဲတဲ့ဒါက ethical hacking ဆိုတဲ့ US ကိုစပြီးမိတ်ဆက်ပေးလိုက်ကြပါပဲဘယ်ဘက်မှာ white hat hacker တွေပါသူတို့ကို digital လောကရဲ့သူရဲကောင်းတွေလို့တောင်သင်စားလို့ရတယ်သူတို့က company တွေရဲ့ခွင့်ပြုချက်နဲ့ကို system မှာဘာအားနည်းချက်တွေရှိလဲဆိုတာကိုရှာပေးပြီးလုံခြုံရေးကိုပိုကောင်းအောင်လုပ်ပေးကြတာပါတခြားတစ်ဖက်မှာကျတော့ black hat hacker တွေပေါ့သူတို့ကတော့ခွင့်ပြုချက်မရှိပဲကိုကြိုးတက် data တွေခိုးတယ် system တွေကိုဖျက်ဆီးတယ် ရည်ရွယ်ချက်ကလုံးဝကိုကဘာနဲ့လက်နဲ့လို့ကွာပါတယ်။နောက်တစ်မျိုးရှိသေးတယ်။ script kit တီးတဲ့။သူတို့ကတော့ hacking log ရဲ့ပျော်တန်းသမားတွေလို့ပြောရမလားပဲ။ဆိုလိုတာကသူတို့ကိုယ်တိုင်နီးပညာအများကြီးမသိဘူး။တခြားသူတွေရေးချပီးတာ due day script တွေကိုယူသုံးပြီးတော့ system တွေကို ဝင်တိုက်ခိုက် NDA ပေးတတ်ကြပါတယ်။ Okay. Blackhead hacker ရဲ့လောက်ရက်တွေကဘယ်လောက်ထိစိုးနိုင်လဲ အလောင်းအစားကြီးတဲ့ကစားပွဲလို့ပြောရမယ်ဒီအပိုင်းမှာ hacking ကြောင့်တကယ်ဖြစ်လာနိုင်တဲ့ထိခိုက်မှုတွေကိုကြီးကြမယ်။တိုက်ခိုက်မှုတစ်ခုရဲ့နောက်ဆက်တွဲကတကယ်ကိုကြီးမားနိုင်ပါတယ်။ကိုယ့်ရဲ့ကိုယ်အေးကိုရာအချက်လက်တွေအခိုးခံရတာနဲ့စပြီးဘာအကောင့်တွေကပိုက်ဆံတွေအကုန်ပြောင်းသွားတာတွေဖြစ်သွားနိုင်ပါတယ်။ company ကြီးတဲ့ဆိုရင်ပိုဆိုးတာပေါ့။လုပ်ငန်းတွေရပ်သွားနိုင်တယ်။နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့နာမည်ကောင်းတွေပျက်စီးသွားနိုင်တယ်။ပြီးတော့ computer တွေကိုဖျက်ဆီးပစ်တဲ့ malware လိုမျိုး anti-air များတဲ့ software တွေလည်းပြန့်လာနိုင်ပါတယ်။ဒါတွေအားလုံးကတကယ်ဖြစ်နေတဲ့ anti-air တွေပါပဲ။ ဒီကနန်းကိုတစ်ချက်ကြည့်လိုက်ပါ85ဒါကဘာကိုပြလဲဆိုတော့တစ်စက္ကန့်ဟုတ်ပါတယ်တစ်စက္ကန့်အတွင်းမှာဟက်ကာတွေခိုးလွှားတဲ့ data တွေကွယ်ရဲ့အတွက်ပါပဲမျက်စိတမိတ်အတွင်းမှာပဲကိုရေးကိုတာမှတ်တမ်း85ခုအခိုးခံလဲရတယ်ဆိုတာစဉ်းစားတာကြည့်တော့ချိန်ချောက်မှုကတကယ်ကိုမျက်စိရှိမှနေရှိနေတာပါဒီလိုစိုးရိမ်စိတ်ကလူတော်တော်များများမှရှိနေလာပါပဲဒီစစ်တမ်းအားရဆိုရင်အမေရိကန်နိုင်ငံတော်80%ရာခိုင်နှုန်းက ူတို့ရဲ့ဘဏ်အချက်အလက်လိုမျိုးငွေချေးနဲ့ဆိုင်တဲ့အချက်အလက်တွေအခိုးခံရမှာကိုစိုးရိမ်နေကြပါတယ်။အခုခေတ်မှာ online banking တွေ digital payment တွေကတွန်းတွန်းကျပ်ကျပ်သုံးလာတာကြောင့်ဒီလိုစိုးရိမ်မှုတွေကလည်းမြင့်တက်လာတာသဘာဝကြပါတယ်။ Okay ပြဿနာကတော့ရှင်းနေပါပြီ။အရေးကြီးဆုံးမေးခွန်းကတော့ဒီလိုမျိုးတွေကနေကိုကိုကိုဘယ်လိုကာကွယ်ရကြမလဲ။ကံကောင်းတာကတော့ကာကွယ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်။ ကိုယ့်ရဲ့ digital တိုင်းကိုတိဆောက်ခြင်းဆိုတဲ့ဒီပိုင်းမှာတော့အခုချက်ချင်းစလုပ်လို့ရမယ်လက်တွေ့ကြတဲ့နည်းလမ်းတွေကိုပြောပြသွားတော့မှာပါအဓိကကြတဲ့အချက်လက်ချက်နဲ့ဆက်လိုက်ရအောင်နံပါတ်1ကကာကွယ်ရေးတက်စင်ပါကောင်းမွန်တဲ့ antivirus software တွေက anti ရရှိတဲ့ file တွေဝင်မလာအောင်တားပေးမိပထမဆုံးခံတက်ကြည့်ပါပဲ။နံပါတ်2ကတော့အသိရှိဖို့ပါ။ကိုယ့်ရဲ့ဘလို့အချက်လက်တွေကို online မှာမျှဝေတင်လဲဆိုတော့ကိုအမြဲတမ်းသတိထားပါ။အရာအလုံးကိုလူတိုင်းသိအောင်ချဖြားစရာမလိုဘူးလေ။နံပါတ်3က လိမ်လည်မှုတွေကိုတိဖို့မှာ phishing လို့ခေါ်တဲ့တန်တရားဖိစရာ email တွေ link တွေကိုဖွင့်မကြည့်ခင်အမြဲတမ်းပြန်စစ်ဆေးတဲ့အချက်လို့ပါဒါကအသုံးများဆုံးထောင်ချောက်တစ်ခုပါပဲနောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ password ပါ123456လို့မျိုးလွယ်လွယ်ကူကူမှတ်လို့ရလာတဲ့အစားခိုင်မာပြီးရှုပ်ထွေးတဲ့ password တွေကိုသုံးပါပြီးတော့ account တစ်ခုချင်းစီအတွက်မတူတဲ့ password တွေသုံးဖို့မမေ့ပါနဲ့ကိုကိုကိုကာကွယ်သွက်ပြီဆိုရင်နောက်တစ်ဆင့်ကတော့ဒီအသိပညာကိုအများအချို့တွေဘယ်လိုပြန်အသုံးချမလဲဆိုတာပါပဲ။ ဒါကကျွန်တော်တို့ကိုနောက်ဆုံးအပိုင်းဖြစ်တဲ့ချင်းဝိနည်းညီတဲ့နီးပညာရှင်ဆိုတဲ့ခေါင်းစဉ်စီခေါ်သွားပါပြီ။ဒီအချက်ကအားလုံးအတွက်ပါနီးပညာကျွမ်းစင်မှုတွေဆိုတာဖြည့်ဆည်းဖို့မဟုတ်ပဲစိုက်ပါတိုက်ခိုက်မှုတွေကနေကာကွယ်ဖို့နဲ့လုံခြုံရေးပိုကောင်းလာအောင်ကူညီဖို့အသုံးပြုသင့်တယ်ဆိုတဲ့အတွေးခေါ်ပါပဲ။အသိပညာကိုအကောင်းဘက်ကတုံးချမလားအဆိုးဘက်ကတုံးချမလားဆိုတဲ့ရွေးချယ်မှုကကျွန်တော်တို့အားလုံးရဲ့လက်ထဲမှာရှိနေတာပါအဆုံးသက်အနေနဲ့ ီမေးခွန်းလေးကိုစဉ်းစားဖို့ခြံထားခဲ့ခြင်းပါလေအရာအားလုံးအပြတ်အလန့်ချိတ်ဆက်နေတဲ့ဒီနေ့ခေတ်ကပိုင်းကြီးမှာလုံခြုံရေးဆိုတော့ကတကယ်တော့ပါကိုဆိုလိုတာလေဒါကတော့ digital လုံခြုံရေးဆိုတာတခါလုတ်ပြီးပြီးတော့တာမျိုးမဟုတ်ပဲအမြဲတမ်းဆက်လက်လုတ်ဆောင်နေရမယ့်အရာတစ်ခုဖြစ်ကြောင်းသတိပေးလိုက်တာပါပဲ